ဒေါ်လာရင်းတက်တွေစုစည်းထားတဲ့ဆီးရီးယားဂျာကာလာဆိုရဟာထိရောက်တဲ့ထောက်ပံ့ကူညီမှုတွေမရှိဘူးဆိုရင်သတင်းပတ်တချို့အတွင်ပြိုလဲသွားနိုင်ပြီးပြည်တွင်းစစ်မီးလဲတကြောပြန်တောက်လောင်လာနိုင်ကြောင်းအမေရိကန်နိုင်ငံသားရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။အထက်လွှတ်တော်ရဲ့နိုင်ငံသားဆက်ဆံရေးကော်မတီရှေ့မှောက်မှာမေလ20ရက်နေ့ကအစီရင်ခံခဲ့တဲ့အခါရူဘီယိုကဆီးရီးယားနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရွေးချယ်ထားတဲ့မူဝါဒတွေကိုလည်းကာကွယ်ပြောဆိုသွားခဲ့တာပါ။ဆီးရီးယားမှာ73နှစ်ကြာမြင့်ခဲ့တဲ့ပြည်တွင်းစစ်ဟာ လူပေါင်း6သိန်းကျော်တေဆုံးစေခဲ့တယ်လို့လူပေါင်း12သန်းကျော်နေရာဆုံးခွာခဲ့ရပါတယ်။ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာတော့အာနာရှင်တမရဘာရှာအဲရာဆက်ပြုတ်ကျသွားခြင်းနဲ့အတူအဆုံးသတ်ခဲ့တာပါ။အဲဒီနောက်ပိုင်းမှာတော့ဒေါ်လာရင်းအင်အားစုတွေရဲ့ခေါင်းဆောင်တူဖြစ်ခဲ့တဲ့အာမက်စ်အေရှာရကတမရအဖြစ်တာဝန်ယူပြီးဒေါ်လာရင်းအဖွဲ့ဆောင်ပါဝင်တဲ့ဂျားကာလာအစိုးရအာနာရလာခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းကရွှေလယ်ပိုင်းခီးစံမှာတော့ထရန့်ဟာအာဆာလက်ထက်ကဆီးရီးယားအစိုးရပေါ်တတ်မှတ်ထားခဲ့တဲ့ အမေရိကန်ရဲ့အရေးယူပိတ်ဆို့မှုအားလုံးကိုဖယ်ရှားမဲ့အကြောင်းကြေညာခဲ့တယ်လို့အေရှာရာကိုလည်းလူချင်းတွေးဆောင်ခဲ့ပါတယ်။အေရှာရာဟာအဲဂိုင်ဒါအစံဘတ်အဖွဲ့ရဲ့တမူဟောင်းတူဖြစ်ခဲ့ဘူးတာကြောင့်သူ့ကိုမျက်နှာချင်းဆိုင်တွေးဆောင်တဲ့ထရန့်ရဲ့ဆုံးဖြတ်ချက်ပေါ်ဝေဖန်မှုတွေလည်းရှိလာခဲ့ပါတယ်။ဒါပေမဲ့ရူဘီယိုကတော့စီးရီးယားဂျာဂါလာအစိုးရဟာထိရောက်တဲ့ပြင်ပအကူအညီတွေမရှိဘူးဆိုရင်သတင်းပတ်တချို့အတွင်ပြိုလဲသွားနိုင်မှာဖြစ်ပြီးပြည်တွင်းစစ်ကြီးပြန်ဆလာနိုင်ကြောင်းပြောပြီးထရန့်ရဲ့ဆုံးဖြတ်ချက်ကိုကာကွယ်သွားခဲ့ပါတယ်။ တူရကီနိုင်ငံမှာရှိတဲ့အမေရိကန်တန်ယာရှိတွေဟာဆီးရီးယားဂျာကာလာအစိုးရအနေနဲ့ဘလို့အထောက်ပံ့တွေလိုအပ်မလဲဆိုတာကိုဆက်သွယ်မေးမြန်းနေရလို့ရူဘီယိုကပြောပါတယ်။ဆီးရီးယားဂျာကာလာအစိုးရဟာအချင်းတို့အတွင်းပြိုကျသွားနိုင်တယ်ဆိုတဲ့ရူဘီယိုရဲ့စကားနဲ့ပတ်သက်ပြီးဆီးရီးယားဘက်ကတော့ဗာတုတ်ပြန်မှတ်ချမ်းမှမပေးသေးပါဘူး။တမရဟောအာဆတ်ကိုထောက်ခံသူတွေကလက်နက်ကင်ပုံကံမှုတွေကြောင့်တိုက်ပွဲတွေလည်းဆက်လက်ဖြစ်ပွားနေပါတယ်။အေရှာရကသူဦးဆောင်တဲ့ဂျာကာလာအစိုးရဟာပြည်တွင်းနဲ့တိုင်းရင်းသားမျိုးနွယ်စုတွေကြောင့် ညီညွတ်ရေးကိုကြိုးပမ်းဆောင်ရွက်သွားမယ်လို့ထရန့်ကိုပြောခဲ့ပေမဲ့လက်တွေ့မှာတော့ access ကိုထောက်ခံခဲ့တဲ့မျိုးနွယ်စုတွေကိုပြင်းပထားတိုက်ခိုက်တပ်ဖြတ်မှုတွေလည်းရှိနေသေးလို့စီးရီးယားအရေးဆောက်ကြည့်သူတွေကပြောပါတယ်။မေလဇန်နုံကဒရူလူနယ်စုတိုင်းရင်းသားမျိုးနွယ်ထဲကလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုနဲ့ဂျားကာလာအစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေကြားပြစ်ခတ်မှုဖြစ်ပွားရာကဒမတ်စကတ်မြို့စင်ဂျေဘုံရပ်ကွက်တွေနဲ့နိုင်ငံတောင်ပိုင်းဆူဝေဒါဒေသတွေမှာလူပေါင်းတရာကျော်တင်ဆောင်ခဲ့ပါတယ်ရှင်။